အခုလိုယောဂအခြေအနေကြောင့်မင်္ဂလာဝဲပြီးတာနဲ့အမှုပညာအလုပ်တွေကနေအပီးတိုင်းအနားယူသွားတော့မယ့်မင်းသားကျော်ဟင်ဝင်းမြန်မာနိုင်ငံရဲ့ဆွေဆုံထူးချင်မင်းသားတက်လက်ဖြစ်တဲ့ဟင်ဝင်းကတော့မကြခင်ချင်းတွမှာအမှုပညာအလုပ်တွေကနေအပီးတိုင်းအနားယူသွားတော့မယ့်အကြောင်းကြေညာလာခဲ့ပါရဲ့ရှင်ဟင်ဝင်းအနေနဲ့အသက်လည်းအရင်မကြီးသေးသလိုအမှုပညာအလုပ်တွေကိုအများကြီးဆက်ပြီးတော့လုပ်ဖို့အခွင့်အရေးတွေရှိနေသေးပေမယ့်အနားယူခဲ့ရတာကတော့ကျန်းမာရေးအခြေအနေကြောင့်ပဲဖြစ်ပါတယ်မင်္ဂလာဝဲကျန်းမာဖို့ပြင်ဆင်နေတဲ့အချိန်ဒီလိုသတင်းကိုကြားလိုက်ရတာကပြည်သက်တွေအတွက်တော့တော်တော်လေးဝမ်းနည်းစရာပါပဲရှင် ဟေဝန်ရအနေနဲ့လေအမှုပညာအလုပ်တွေကနေအနားယူရတာကခိုင်မာတဲ့အကြောင်းပြချက်ရှိနေပါတယ်။တကယ်တော့ဟေဝန်ရကကျမ်းမာရဲ့အခြေအနေသိကောင်းသူမဟုတ်ပဲစေကူတောင်းမှုတွေကိုအမြဲတမ်းခံယူနေရတဲ့သူပါ။မိဘတွေရဲ့ကူးဆိုင်မှုတွေပြင်ကိုယ်တိုင်ကလည်းကျမ်းမာရေးတရားစွာလိုက်စားတာကြောင့်ပုံမှန်လူတယောက်လိုကောင်းမွန်စွာနဲ့အသက်ရှင်နေထိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မင်းသမီးလေးစုပြည့်တဲ့စင်းနဲ့အိမ်အောင်ကြပြီးရင်တော့အမှုပညာအလုပ်ကိုမလုပ်တော့ဘဲအပီးတိုင်းအနားယူသွားတော့မှာဖြစ်ပါတယ်။ပရိသတ်အစ်စ်တော်မင်းသားချိုလေးဟေဝန်ရကငငယ်ကလေးကအနှလုံးရောဂါအခံရှိသူဖြစ်ပါတယ်။ဒါကြောင့်လဲဟေဝန် ဝင်ရဲ့မိခင်ကြီးဟာဆိုရင်သူ့ရဲ့သားလေးကိုအရေးတကြီးကြီးနဲ့ဂရုစိုက်ရပြီးတော့တည်တည်ချာချာလေးပြုစုစောင့်ရှောက်ခဲ့ရပါတယ်။သူတို့သားမီနှစ်ယောက်ရဲ့ဆက်ဆံရေးကိုကြည်လိုက်ရင်နည်းနည်းလေးအကဲပိုတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဟင်းဝင်ရဲ့ကျမ်းမာရဲ့အခြေအနေကြောင့်ပုံမှန်ချက်ပို့ပြီးတော့ဂရုစိုက်ပေးနေရတာဖြစ်ပါတယ်။နှလုံးအားနည်းတဲ့ယောဂအခြေအနေရှိသူတွေကပုံမှန်ထက်နှုန်းနဲ့ပြီးတော့တေချာကျူးဆိုက်ရတာကတော့အမှန်ပါပဲရှင်။ဟေဝန်ရံကလည်းမွေးရပါနှလုံးအားနည်းတာကြောင့်မိခင်ကြီးရဲ့ကျူးဆိုက်မှုတွေအမြဲတမ်းလိုအပ်နေပြီးတော့ဝါသနာအရသာတရုပ်ဆောင်မင်းသားအဖြစ်ကိုလှူဆောင်ခဲ့ပါတယ်။ဒါပေ မဲ့ဒီကြားထဲမှာလည်းမကြာခဏဆိုသလိုနေထိုင်မကောင်းတဲ့အခြေအနေတွေရှိနေတာကြောင့်အနုပညာအလုပ်တွေကိုအသက်ကြီးတဲ့အထိလုပ်ကင်ဖို့ကအဆင်မပြေတော့ပါဘူးရှင်။ကျမရဲ့အခြေအနေကိုတော့အရင်ကမိခင်ဖြစ်သူကကြိုးစိုက်ပေးပေးမယ်။အခုတော့ဇနီးဖြစ်တဲ့မင်းသမီးလေးစိုးပြေတဲ့စဉ်ကအကောင်းဆုံးစောင့်ရှောက်ပေးသွားမှာပါ။ဟင်းဦးရအနေနဲ့လည်းပင်မန်းတဲ့အနုပညာအလုပ်တွေကိုမလုပ်တော့ပဲမိသားစုနဲ့ချစ်ရတဲ့ဇနီးတဲလေးကိုပို့ပြီးတော့အချိန်ပေးခြင်းနဲ့အတွက်အခုလိုဆုံးဖြတ်ခဲ့တာလို့ဆိုပါရစေ။ ဒါတည်းမကအိနာဦးစီးနေရာကိုရောက်နေပြီဖြစ်လို့မိသားစုဝပို့ပြီးအဆင်ပြေစေဖို့အတွက်ဖခင်ဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုလွှဲပြောင်းလုပ်ကိုင်ပြီးတော့ဦးဆောင်သွားတော့မှာဖြစ်ပါတယ်။မင်းသမီးလေးစုဖြစ်တဲ့စဉ်ကတော့အရင်လိုအမှုပညာအလုပ်တွေဆက်လုပ်ပြီးတော့ခင်ဝင်ဖြစ်သူဟင်းဝင်ရန်ရဲ့ကျမ်းမာရေးကိုလည်းအနိကက်ကူးဆိုင်ပေးသွားမှာဖြစ်ပါတယ်။ဒီလိုမျိုးအခြေအနေတွေကြောင့်အမှုပညာအလုပ်တွေကနေအပီးတိုင်းရနာခဲ့ရတဲ့အပေါ်ပရိသတ်တွေဝမ်းမနည်းစေဖို့အတွက်ကြိုတင်ပြီးတော့အသိပေးလာခဲ့ပါတယ်။လက်တလုံးမှာတော့မင်္ဂလာပွဲကိစ္စတွေကိုဆက်လက်စီစဉ်နေပြီးအခမ်းအနားဆုံးသောမင်္ဂလာပွဲကြီးကိုစုပြည့်နဲ့ချရတဲ့ပရိသတ် က်တွေအတွက်ဖန်တီးပေးသွားမှာဖြစ်ပါတယ် ဟေဝရန်အနေနဲ့ပြည်သက်တွေကိုအယံချစ်တယ်လို့အမှုပညာအလုပ်ကိုလည်းအယံဝဒနာပါလာကြောင်းကျမရေမကောင်းတဲ့အခြေအနေကိုဖုံးကွယ်ပြီးတော့အခုချိန်ထိအမှုပညာအလုပ်တွေကိုကြိုးစားလုပ်ကင်ခဲ့သူပါဒါပေမဲ့လည်းလက်ရှိမှာတော့ဆက်ပြီးတော့ဖုံးကွယ်ချလို့မရတော့တာကြောင့်ထုတ်ပြောလာခဲ့ပြီးမင်္ဂလာပွဲပြီးတာနဲ့အမှုပညာအလုပ်တွေကနေရတက်ပန်အနားယူသွားတော့မှာဖြစ်ပါတယ်ဟေဝရန်လိုမျိုးအရေးချင်းရှိပြီးထူးချွန်တဲ့မျက်နှာတစ်လက်အနားယူသွားတာကတော့နှမျောစရာဆိုပေမဲ့ချရတဲ့ပြည်သက်တွေကတော့နားလည်ပြီးဖို့မျှော်လင့်နေပါတယ်အမှုပညာမလုပ်တော့ပဲစီးပွားရေးလုပ်ငန်းတွေကိုဦးစားပေးလုပ်ကင်မှာဆိုပေမဲ့ ဇနီးတယ်လေးဖြစ်တဲ့စုပြည့်တစင်နဲ့အတူပွဲတွေတဲ့အင်တာဗျူးတွေဖြစ်ဆိုရင်းနဲ့အားလုံးနဲ့အဆက်အသွယ်မပြတ်ရှိနေမှာပါ။ဟိဝန်ရန်ကကျမ်းမာရေးမကောင်းတဲ့ကြားကနေအမှုပြဏအလုပ်တွေကိုအကောင်းဆုံးလုပ်ကင်ခဲ့တဲ့ထိတ်တန့်မင်းသားဖြစ်တာကြောင့်စီးပွားရေးလုပ်ငန်းဘက်ကိုရှောင်လန်းတဲ့အခါမှာလေထိတ်တန့်လုပ်ငန်းရှင်တတိယအဖြစ်အောင်မြင်နိုင်မယ်ဆိုတာကတော့သိကြနေပါတယ်။ကျမ်းမာရေးအခြေအနေကြောင့်အမှုပြဏအလုပ်တွေကနေရတပ်ပတ်အနားယူသွားတော့မဲ့ထိတ်တန့်မင်းသားချော်လေးဟိဝန်ရန်ရဲ့ရွေးချယ်မှုကိုလေးစားတဲ့အနေနဲ့စီးပွားရေးတွေအဆင်ပြေအောင်မြင်ပြီးတော့ကျမ်းမာရေးလည်းပိုကောင်းလာစေဖို့အတွက်ချစ်တဲ့ပရိသတ်တွေကဆူတောင်းပေးသွား 给咱忙先。